တော်နယ်လိုတော်ပရီးမီးယားလိမှာမလုံနိုင်ခဲ့တဲ့စံချိန်ကိုတင်ရှိလိုက်တဲ့ဂိုသွင်းဆက်ယုတ်ကြီးဟာလန်ဂိုသွင်းဆက်ယုတ်ကြီးဟာလန်ကတော့ကျန်းလုံးညံလုံးပါရင်အရှိရက်ကနေထွက်တဲ့အနောက်ရက်ကနေဝင်တဲ့လေဘာဘူးရှုံးနေဟာလန်ကိုသွင်းနေဆိုတော့လောကရဲ့နေရာမှာတရားတော်တော်ပြောတော်မှာဖြစ်ပါရင်ဟာလန်ကကျန်းလုံးပါရင်ဒီဘက်ခေဘောလုံးကပါမှာဟာလန်ကသွင်းခွင့်နဲ့ပတ်သက်လာရင်တော့အစားလောင်ဆုံးတိုက်စစ်မှုလို့ဆိုရပါမှာအခုဆိုရင်ဟာလန်ကပရီးမီးယားလိသမိုင်းတစ်လျှောက်အထူးကဲဆုံးစံချိန်တစ်ခုကိုတင်ရှိနိုင်ခဲ့ပါပြီ ဒီဆန်ရင်ကိုပရီးမီးယားလိမှာကျန်းလွန်းလာပါတယ်ဆိုတဲ့ကလဝင်ကစားသမားတွေဖြစ်တဲ့ Honorary Ronaldo ဆာလာတို့တော့မလုံနိုင်ခဲ့ကြဘူးဖြစ်ပါရင်ညောင်ကစားခဲ့တဲ့ Man City နဲ့ဖွယ်လို့ရဲ့ပွဲကအပြိုင်ဆိုင်နဲ့ဂိုးမြူခဲ့ကြပြီးအတော်လေးကိုကြည့်ရကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါရင် ပရီးမီးယားလိလိုပြိုင်ပွဲမျိုးမှာပွဲစဉ်တစ်ပွဲထဲမှာနှစ်သင်းပေါင်းတွင်းကိုကိုကိုအထိနေရတယ်ဆိုတာတော်တော်လေးကိုများပြားတဲ့ပုံမှန်အောင်ဖြစ်ပါတယ်။မန်စီးတို့ဖွယ်ကိုပြပြတသားနိုင်ပြီးထင်ခဲ့ရပေမယ့်ခြေပါကိုစတိုက်ပေးလိုက်ရတာကြောင့်ရေးကြီးခဲ့ရဖြစ်ပါတယ်။ပွဲပြင်းပြပြီးသွားလို့ကပတ်ကွာလာတဲ့မန်စီးကစားသမားတွေတပြင်းချနိုင်ခဲ့ကြတာဖြစ်ပါတယ်။မန်စီးကပွဲချိန်က58မိနစ်အထိ9ဂိုးတခုနဲ့ဦးဆောင်ထားနိုင်ခဲ့တာပါ။ဒီလောက်ပြတ်သားနေတဲ့တွင်းကိုပုံမှန်အားကြောင့်မန်စီးတို့ပွဲကိုအပြည့်ဖြတ်လိုက်နိုင်ပြီးဖွယ်အနေနဲ့ပြန်မလာနိုင်တော့ဘူးလို့ပဲမှတ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဖွယ်က3ဂိုးပြန်လိုက်သွင်းနိုင်ခဲ့ပြီး9ဂိုးတခုဆိုတဲ့အနေအထားလေးရောက်ခဲ့တာဖြစ်ပါတယ်။ တကယ်၍ဖွယ်လာမန်စီးတီးကိုသိဒါမှမဟုတ်အနိုင်ပါကစားနိုင်ခဲ့ရင်ဒါဘောလုံးသမိုင်းမှာအကြီးမားဆုံးသောကမ်းပတ်ပွဲတော်ဖြစ်လာနိုင်တာဖြစ်ပါတယ်။မန်စီးတီးလိုနိုင်ခဲ့တာကတော်သေးတယ်လို့ဆေးရမှာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်မန်စီးတီးကမှတ်ပေးဆေးရမှာအာဆင်နယ်နဲ့နှမတ်ကွာအနေထားကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးချန်ပီယံဆုတဲ့အစီအမံကြီးကိုပြားပေးလိုက်နိုင်ပြီလည်းဖြစ်ပါတယ်။ မန်စီးတီးနဲ့ချန်ပီယံဖြစ်ချင်ရင်တော့ပလိုင်းပေါင်းနဲ့ဖားကောက်တယ်လို့ဖြစ်နေတဲ့ခံစစ်ပိုင်းကိုပြုတ်ပြင်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လေးတိုင်းတဲ့ပွဲမှာတော့မန်စီးတီးတို့နှစ်ဂိုးပြန်ဦးဆောင်ထားပြီးမှချေပါဂိုးတွေပြန်ပေးလိုက်ရပြီးနောက်ဆုံးမိနစ်အနိုင်ကိုရလို့သာခံကောင်းခဲ့တာဖြစ်ပါတယ်။အခုဖွယ်နဲ့ပွဲလဲထိုးအတူပဲပေးဂိုးတွေခံစစ်ပိုင်းရောရဲမှုတွေအကြောင်းပေးခဲ့တာဖြစ်ပါတယ်။ဟာလန်တို့ကတော့ဒီပွဲကထူးခြားတဲ့ပွဲဖြစ်နေပါမော။တင်းအတွက်သွေးကောတကောသွင်းယူပေးနိုင်ခဲ့တဲ့ဟာလန်ဟာပရီးမီးယားလိသွင်းကောပေါင်းတရာပြေးသွားခဲ့ပြီဖြစ်ပါတယ်။ဒါဟာလန်နေနဲ့ပရီးမီးယားလိသမိုင်းမှာပွဲအနေဆုံးနဲ့သွင်းကောပေါင်းတရာပြေးမြောက်တဲ့အစားမဖြစ်ဆန်ရင်တင်ရှိနိုင်ခဲ့တာပါ။အင်းကနေချန်ရီကိုရောက်လာတိုင်းကနေဦးသားဆယ်ကနေဝင်အလန်ရှိရဖြစ်ပြီး 124ဝဲမှာဂိုးတရာတွင်နိုင်ခဲ့တာဖြစ်ပါတယ်။အာလန်ကရှီယာတဲဆက်လုံးဝဲရောက်ကစားခဲ့ပြီးဒီစံချိန်ကိုရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာလန်နေပရီးမီယာလိမှာသွင်းဂိုးတရာအထိသွင်းနိုင်ခဲ့တဲ့35ရောက်ကစားမှအပြင်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ပရီးမီယာလိမှာပွဲရီအတွက်နဲ့ဆုံးတဲ့သွင်းဂိုးတရာပြင်းပြောက်ထားတဲ့ကစားမတွေကတော့အာလန်132ပွဲ၊အလန်ရှီယာ134ပွဲ၊ဟယ်ရီကိန်း124ပွဲ အပွဲတော့148ပွဲတော့ဖြစ်ပါရင်အားလန်ကဒီယာဒီမာမန်စီးလီကိုအတွင်းကိုနေနဲ့ခန်းကျင်ပေးနေတဲ့ကစားသမားပါဒီယာဒီပရီးမီးယားလိမ်မှာလက်ရှိချိန်နေအတွင်းကို15ကိုအတွင်းထားပြီးဂေါ်သွင်းပင်ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါရင်အားလန်ကပရီးမီးယားလိမ်ရှင်ပန်းစုကိုနှစ်ချိန်ထိရရှိထားလို့ဖြစ်ပြီးဒီယာဒီမာမှာထည့်ရရင်၃ချိန်မြောက်ရရှိတဲ့သူဖြစ်လာမှာပါ